ပိုလတ်လုံးဝမလောက်နိုင်တဲ့မိတ်ဆွေများရှိရဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပေးပါအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ညီကိုဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကဘောက်ခိုတဲ့ကလွေကူမဲ့တစ်လေးတွေကိုရှင်းပြလုပ်ပေးခြင်းပါတယ်တကယ်လို့ကိုက beginner ကစားသမားဆိုရင်ဒီတစ်လေးတွေကို step by step လုပ်ပေးပါ step 1အနေနဲ့ပိုလတ်လုံးတော့မယ်ဆိုရင်အရေးကြီးဆုံးပထမအချက်ကလက်ပြန်ရုပ်လို့ခိုတဲ့ scapular ကိုအရင်ညှိတက်အောင်လေ့ကျင့်ရမှာဖြစ်ပါတယ်အခုဗီဒီယိုမှာပြထားတဲ့အတိုင်း ခုံတစ်ခုရဲ့အကူအညီကိုယူပြီး scapular retraction လောက်တက်အောင်ရေလောက်ပါ step 2မှာကိုက scapular retraction လောက်တာရပြီဆိုရင်လက်ပူတုံးဆက်မှာဒီလိုလေးအရင်ညှစ်ပြီးကစားပေးပါဒီပုံစံက scapular retraction လောက်ပြီးကစားတက်အောင်ရေလေ့ကျင့်တာဖြစ်ပါတယ် step 3မှာတော့အပေါ်ကကျွန်တော်ရှင်းပြထားတာလေးကို ကစားကြည့်ပြီးတော့အဆင်ပြေပြီဆိုရင် ပူလတ်လုံးမဲနေရမှာ ခုံရဲ့အကူညီယူပြီးတော့အပေါ်ကိုခုံတက်လိုက်ပါ အပေါ်ကို ရောက်သွားတဲ့ချိန်မှာနွားစကန်ပတ်လောက်ထားပြီးမှအောက်ကိုဖြည်းဖြည်းချင်းဖြေရှာပါစတက်ဖုံးမှာတော့နောက်ထပ်လေဗယ်တစ်ခုကိုတိုးသွားတာဖြစ်တဲ့အတွက်ကျွန်တော်တို့စတက်3လိုမျိုးကစားပြရမှာ ဖြစ်ပေမဲ့အပေါ်ဆုံးမှာ3 second pass အလီမှာလည်း3 second pass လောက်ပြီးမှအောက်ကိုဖြည်းဖြည်းချင်းဖြေရှာမှာဖြစ်ပါတယ် state တွေကိုရနိုင်ပြီဆိုရင်အခုနောက်ဆုံး state ဖိမှာကကိုဘော်ဒီဝိတ်ကိုနိုင်တဲ့ assistant banjo တခုကိုတုံးပြီးဒီလိုမျိုးကစားပေးပါ beginner တွေအနေနဲ့ state cushion စီကိုတေချာလဲရမှာနောက်တဲ့ state တွေကိုကူပါမိတ်ဆွေတို့အနေနဲ့တေချာပါပူလန်လုံးနေလာပါလိမ့်မယ်အားလုံးဆင်ပြေကြပါစေ